ဟုတ်ပြီငင်းငယ်လေးတွေအခုအေးခတ်ရစေဘုန်းကြီးကပြုထားတယ်ချင်းဒါပေမဲ့ဒီဒီငယ်လေးနဲ့ဘုန်းကြီးနေရာတွေအေးခတ်နေရာတွေအရသာတွေတိုက်ပြီးပြီးဆုံးနေတာဒေရောညမှာဒီကိစ္စလေးကိုငင်းငယ်ဆုတိတာတော့ရှိပါသလားဆိုတော့ကျွန်တော်ဘုန်းကြီးကရှိပါတယ်အဲ့တော့ကျွန်တော်ကပြီးဟိုကျွန်တော်ကြားတော့ဟိုဒါကိုအတိအကျဆွေးနွေးရမှာရှိပါဘူး ဒီလိုပြိပသမြန်မာနေတဲ့အချိန်မှာဒီကိစ္စကတော်လေးကိုစံပြဖြစ်တဲ့ကိစ္စတခုလို့လည်းမြင်စရာရှိလို့ပြန်ပြန်ဆွေးနွေးကြတာဖြစ်နေတာတယ်ဒါပေမဲ့ခုကြကြရေးအနေနဲ့ကျွန်တော်တို့ကိုဒီလိုကြီးနိုင်ပြေးပြပါအားကြောင့်လည်းဆိုတော့ပြိပသမြန်မာလို့အချိန်မှာအခုအပြစ်ကရက်စဲကိုပြန်လဲပြီးတော့အသက်သွင်းဖို့ဆိုချင်ရင်ဒီလိုသတင်းစကားလေးတွေဒီလိုရရှိဖို့ရောက်သိမှုကျေးဇူးတင်ပါ ဟုတ်ကဲ့တကယ်တကယ်ကြတော့ကျွန်တော်တို့ကဒီလိုကိုယ်နိုင်ငံသားချင်းချင်းတကယ်တော့ဘုံကျဲတဲ့ပါဒါဆိုတာလေဟိုနိုင်ငံသားချင်းလို့ဆိုတော့တိုးတိုးပြောပြတာเนาะဒါပဲလို့ဆိုဒီကျွန်တော်တို့ဒီကျွန်တော်မြင်တွေ့နေတဲ့အတိုင်းမှာဆိုတော့ငါကကျွန်တော်ကငါပိုင်းခုရပေါ်ဝင်ဒီ water ရှင်ပါเนาะ water ရှင်ဆိုပြီးကျွန်တော်ကဘလို့နေရနောက်တော့ not question atrocities လို့ကျွန်တော်နောက်တစ်မျိုးရှိပါအဲ့တော့ကျွန်တော်တို့ကဒီ water ရှင်ကတော့ဒီဟိုပေါ်တော့ competence တွေပေါ့เนาะဒီ စစ်တိုက်နေတဲ့လူချင်းချင်းကြတော့လုတ်တယ်ဆိုတဲ့ကျွန်တော်အဓိပ္ပာယ်ဆိုတဲ့ဘောရအဲ့တော့အဲ့လိုမဟုတ်ခဲနဲ့ကျွန်တော်ကတိတိုင်းကျွန်တော်တို့ကတက်တက်ပြီးတော့ကျွန်တော်တို့ကရွေးချက်ရှိရှိနဲ့ရွေးချက်ပြီးလုတ်တယ်ဆိုရင်တော့ဒါကကျွန်တော်တို့ဒီ atrocity ပေါ့နော်ဒါကောက်ကျစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ကျွန်တော်တို့နေတော့ကတော့အခုဒီကြော်တော်များများပါဘောနော်အဲ့ဒီတော့ဒီကျွန်တော်တို့ဒီပြည်သူတော်များမှုအင်းကြီးလို့ပဲဆိုသုံးရပါဘူးနော်အဲ့မှာ ဒီနိုင်ငံတော်ဘက်ကပါနော်တော်တော်ကြီးကိုချုပ်ကြီးထားတယ်ဆိုတော့ကျွန်တော်တို့ကတွေ့ရတယ်ဥပမာဌာနချုပ်တယ်ဆိုရင်ဘုံမကျေဘူးပေါ့နော်အတော်တော်များများချုပ်ကြီးတာဒါပေမဲ့အဲ့ချုပ်ကြီးမှုကသူ့ရဲ့ချုပ်နိုင်ငံတော်ချုပ်ကြီးမှုကနိုင်ငံတော်ကိုအကျိုးမရှိဘဲနဲ့ပေါ့နော်တက်တယ်ကျွန်တော်တို့ဆုံးရှုံးနေကျွန်တော်တို့ကစစ်တီအများကြီးကျွန်တော်တို့တည်ကြည်ပျက်စီးတဲ့ပြည်ကိုကျွန်တော်တို့ကတတ်တက်ကြီးကိုပေါ့နော်ဒီစစ်တီတွေကကျွန်တော်တို့ကပေါ့မဆက်ကားပေါ့နော်ကျွန်တော်တို့ကဆုလိုက်လို့လည်းကျွန်တော်ကြောက်တော့မှအတ္တခန္ဓာမျိုးပဲအပါဝင်ပေါ့နော်ဒီလိုအမှုတွေဖြစ်လာတဲ့အခါကျတော့ ဒါကိုကျွန်တော်တို့က prevention အနေနဲ့ကတော့ဒီ war action တစ်ခုကတော့ယူရမှာဖြစ်ပါတယ်။အဲ့ဒါကတော့တတ်နေတဲ့နာကျွန်တော်တို့ကတော့ဒီနိုင်ငံတော်ကျွန်တော်တို့အမြင်ပေါ့ကျွန်တော်ကနိုင်ငံတော်တော့မဟုတ်ဘူး။အဲ့အမှကြည့်တာကတော့ဒီကဒီပြစ်မှတ်တွေကိုတော့တိတိကျကျကျွန်တော်တို့ရွေးချယ်တဲ့သဘောတော့ကျွန်တော်တို့တွားပြီးတွေ့ပါတယ်။သို့တော်လည်းပဲအမေရိကန်မှာတော့ လောက်ကျွန်တော်ဒီ electronic ဒီပညာရခင်ဗျာကွန်ပျူတာတက်နေတဲ့လူတွေကိုယ်တိုင်တော့မှခါတစ်ခါကြောက်လို့ရှိရင်အာဖဂန်နစ္စတန်မှာကျွန်တော်တို့ကဟလာဒီစီးပြမတ်ဆိုပြီးတော့ကျွန်တော်ကဒီငင်္ဂလာဆောင်ကိုတွားပြီးတော့ကျင်းပြရတယ်ဒါဖြစ်ခဲ့ပါတယ်အဲကြောင့်မလို့ဒါတွေကလည်းကျွန်တော်တို့အင်မတန်မှဟိုဘောနော်တာလီဘီချင်းနဲ့ကျွန်တော်ကကိုရင်းစားတယ်ဟလာမင်းမင်းရင်မကြားချင်တဲ့ကျွန်တော်ကအိမ်ဆောင်ဖြစ်ပါတယ်ဒါကြောင့်မလို့စစ်အရှင်ကဘောဝါရအရှင်နေတဲ့ကတော့ကျွန်တော်တို့ဘာမှကျွန်တော်ကပြောစရာမရှိပါဘူး atrocity ကတော့ကောက်ကျစ်မှုဆိုတာကတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်ကတော့ဒီဘက်ကဆိုတွေ့တဲ့ဘက်မှာတော့ဒီကျွန်တော်ကျူးလွန်နေဆိုတော့ကျွန်တော်မတွေ့ပါဘူးအဲ့တော့ဒီပြည်သူတွေနဲ့တာမန်ကတော့အားလုံးကတော့ဘုံကျဲတယ်ဆိုတာကိုကျွန်တော်ဒီဒါကိုဒီ why action နဲ့ဒါတော့မမြင်နိုင်ပါဘူးဘာလို့ကျွန်တော်လက်ထိုးနေရမှာဆိုလို့ရှိရင် trade line နေရမှာပါဒါကြောင့်မလို့ဒါတော့ကျွန်တော်တို့ကကိုကျင်းစားပါတယ်ဒါဆိုကျွန်တော်တို့ရဲ့ဒီ out of hand ပေါ့နော်ကျွန်တော်တို့ဘာမှကျွန်တော်မတက်နိုင်တဲ့အပိုင်းဖြစ်နေတယ် ောက်တစ်ခုကဒါကတော့ဒီ wire အရှင်နေနဲ့ဖြစ်နေသေးကလားကံတော့ကျွန်တော်တို့ဘလို့မှကျွန်တော်တို့ကကွန်ဗက်တက်နေကျွန်တော်တို့ကဒီကျွန်တော်ညံ့ရိုင်းနေတာခါလေးတားဆီးလို့ရအောင်ပေါ့ကျွန်တော်တို့ကတော့မူဝါဒကိုကျွန်တော်တို့ကနှစ်ဖက်ပေါ့နော်နှစ်ဖက်မူဝါဒကျွန်တော်တို့ကရရှိရနိုင်မယ်ကျွန်တော်ဒီလမ်းတွေကိုပဲဆွေးနွေးနေတာဖြစ်ပါလေလို့ကျွန်တော်ဒါဆရာတော်နော်ဒါအကြံပေးနေကျွန်တော်ပြောချက်ပါကျေးဇူးတင်ပါတယ်